Thank <laughs> you. တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့အခုဒီကော်မတီဖွဲ့နိုင်တာဒီကော်မတီကခုကလုပ်ငန်းနေရပေါ့နော်တရားဥပဒေစိုးမိုးရေးနဲ့ဆက်နွယ်နေတယ်ဆိုတော့အဲ့ဒါတွေလည်းအဲ့ဒီလောက်အတိုင်းတာအထူးအထိကျေနပ်မှုရှိပါတယ်ဒါပေမဲ့အများကြီးပို့ပြီးတော့လုပ်ဆရာရှိသေးတယ်ဆိုတာကိုအန်တီတို့လက်ခံထားပါတယ်နောက်ပြီးတော့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကြတော့ အနေရောကတိတ်ပြီးတော့မပါဝင်နိုင်ခဲ့ဘူးမပါဝင်နိုင်ခဲ့ဘူးဆိုတာဟာမပါဝင်နိုင်တာတဲ့မပါဝင်သင့်သေးဘူးလို့အနေရောသုံးသပ်လို့ပါဘာဖြစ်လို့လဲဆိုတော့အခုပြစ်ခတ်ရဆဲရေးအတွက်ပြည်ထောင်စုအစိုးရကနေပြီးတော့ဥဆောင်ပြီးတော့လုပ်နေတယ်ဆိုတော့အနေရောအနေနဲ့ဟိုဘက်ဒီလုပ်နေတဲ့ကိစ္စတွေကိုအလွဲလွဲအချော်ချော်ဖြစ်အောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးလည်းမဖြစ်စေချင်ဘူးနောက်ဆုံးကျတော့ဘယ်လိုပဲလုပ်လို့ဘယ်လိုလုပ်လို့ပဲငြိမ်းချမ်းရရအန်ဂျီရောထောက်ခံမှာပဲအန်ဂျီရောလုံမှာ ဖြစ်မယ်လို့ဆိုတဲ့စိတ်ထားလည်းမရှိဘူးသူတို့ညာလည်းစိုးစိုးကပြောသလိုပေါ့နော်တရားဥပဒေစိုးမိုးရေးတကယ်အမြင့်တွေဖို့ဆိုတာပြည်သူလူထုနဲ့အားလုံးနဲ့သက်ဆိုင်တယ်လို့ညီချင်းရရဖို့ဆိုတာလည်းပြည်သူအားလုံးနဲ့သက်ဆိုင်တာအဲ့တော့အန်တီရိုးအဖွဲ့နဲ့လည်းသက်ဆိုင်တာပဲတစ်ချိန်တစ်ခါမှတော့အားလုံးပါရမယ်ပေါ့နော်ဒါလည်းပြည်တော်စုစိုးရရဲ့တချို့ပြောဆိုချက်တွေရတာအဲပြည်တော်စုစိုးရအနေနဲ့လက်ခံထားဖို့ရပါတယ် ်ပြေးချရဆဲရည်ပြီးတဲ့အခါကျရင်ပို့ပြီးတော့ကျေပြန့်နေအပြည့်တွင်းငင်းညာရေးဆွေးနွေးပွဲတွေကိုဥတည်ရမယ်ဆိုတာအဲ့ဒါတော့ရှောင်လို့မရတဲ့ကိစ္စပါအဲ့ဒီလိုလုပ်တဲ့အခါကျလို့ရှိရင်အန်ဒီရိုလွတ်တော်တယ်မကပေါ့နော်ဟိုပါတီနိုင်ငံရေးပါတီအသီးသီးရလေသူကန္တာသူကန္တာကနေပြီးတော့ပါဝင်သွားမှာပါဖွဲ့စည်းပုံချေကဥပဒေအဲပြုပြင်ရေးနဲ့ပတ်သက်လို့အန်ဒီရို ဟိုဒီတရားဥပဒေစိုးမိုးရေးလိုပဲအကျဉ်းနှမှုတော့တော်တန်ရှိပါတယ်လုံးဝကျဉ်းနှတယ်လို့မဟုတ်တင်ပါဘူးကျဉ်းနှမှုရှိတယ်ဆိုတော့ဘယ်လိုလဲဆိုတော့တချို့ဟာဆိုရင်အဲ့ဒါနဲ့အထူးဖြင့်ပေါ့နော်ပြောကြရတယ်အဲ NLD ကနေပြီးတော့2010နှစ်တုန်းကရွေးကောက်ပုံပြင်တုန်းကဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက်လုပ်မယ်ဆိုပြီးတော့ဘာမှမလုပ်ခဲ့ဘူးဆိုတာအဲ့ဒါတော့အဒီလုံးဝသဘောမတူဘူးအနေရော2010နှစ်တုန်းကကြားပြရွေးကောက်ပုံဝင်တဲ့အချိန်တုန်းကဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ပြောလဲဆိုတာဒါတို့ပြန်ပြီးလေ့လာလိုက်ပါမရှိပါဘူးအန်ဒီရိုပဲပြောတာဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာပြောင်းရမယ်နောက်ပြီးတော့လေဥပဒေအရာကိုပြောင်းနိုင်တယ်ခွင့်ရရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ဘယ်လိုပုံစံပြောင်းရမယ်ဆိုတော့ပါတယ်ဒီပုံစံကိုလက်ခံတာမလက်ခံတာအပါထားနော်ဒါမင်းပြောင်းခြင်းဆိုတာဟာလက်ခံထားတယ်ဆိုတဲ့သဘောပဲပြောင်းခြင်းဆိုတာရှိနိုင်တယ်ဆိုတော့နောက်ပြီးတော့ပထမအဦးဆုံးဒီအန်ဒီရိုနိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဟိုနိုင်ငံခြားပညာရှင်တွေကိုခေါ်ပြီးတော့ဆွေးနွေးပွဲလုပ်တာအန်တီတို့စီစဉ်တာပါအန်တီတို့ညှိပြီးတော့ပထမအဦးဆုံးလုပ်တယ်ပထမနှစ်ခုကအန်တီတို့ကနေပြီးတော့ ဒီနိုင်ငံခြားကပညာရှင်တွေနဲ့ကမ်းလှမ်းပြီးတော့လုပ်တဲ့ဟာပါ။နောက်မှဒီလိုဟာမျိုးတွေ workshop တွေအဲဆက်မနာတွေပေါ့နော်ဒီဆွေးနွေးပွဲတွေဖွဲ့စည်းပုံအချိန်ကဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေဟာတော့တတိဒီဇိုင်းကြီးပေါ့နော်တခြားအဖွဲ့တွေကလည်းလုပ်လာတာဖြစ်ပါတယ်အဲ့ဒါလည်းအဲဒီတော့ကြိုးဆိုတယ်အများကနေပြီးတော့အများကနေပြီးတော့လှုပ်ချင်အောင်လို့လှုပ်နိုင်နေဆိုတာတိအောင်လို့အဲဒီတို့ဟိုစလိုက်နိုင်တာကိုအဲဒီတို့ကျင်းတတ်တယ်နောက်ဒီဖွဲ့စည်းပုံအချိန်ကဥပဒေပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အမြင်ဟာ ကျေပြန့်လာလို့လေလွတ်တော်ထိရောက်လာတာပေါ့။နောက်လွတ်တော်ထိရောက်လာတဲ့အချိန်မှာအလုံးသိတဲ့အတိုင်းပဲ၄၃၆နဲ့ပတ်တယ်လို့အန်ဒီရိုဟိုပြီးတော့ထောက်ခံမှုရအောင်လို့အန်ဒီရိုကြိုးစားခဲ့တယ်။အဲ့ဒါလည်းအင်မတန်မှအားတက်စရာကောင်းတယ်။ဒီငါးသန်းပေါ့နော်။ငါးသန်းတော့လက်မှတ်ရတယ်ဆိုတာဟာဒီလိုနိုင်ငံမျိုးမှာဒီလိုလုပ်နိုင်တယ်ဆိုတာသူတို့ဟိုဝါရက်နဲ့ဝါရက်ဒီမိုကရေစီနိုင်ငံတွေကတော့အားအသင့်တယ်။သူတို့သူတို့တိုင်းပြည်မှာလည်းဒီလိုပဲလက်မှတ်ထိုးတဲ့ ဟိုစာလှုပ်ရှားမှုတွေလုပ်ခဲ့တယ်ပေါ့နော်ဒီလိုငါးသန်းလက်မှတ်ရတယ်ဆိုတော့တို့လွတ်လွတ်လပ်လပ်နဲ့လွယ်လွယ်ကူကူလုပ်နိုင်တဲ့နိုင်ငံတွေမှာတောင်မှမရှိသလောက်ပဲအဲ့တော့အန်ဒီတို့နိုင်ငံတွေခက်ခက်ခဲခဲနဲ့ပြည်သူလူထုကနောက်ပြီးအန်ဒီပြောမယ်တော့ပြည်သူလူထုကအကြောက်တရားမကင်းသေးဘူးအဲ့ဒီဟာနဲ့ပတ်သက်လို့လည်းချင်းချောက်ထားတယ်ရှိတယ်အထူးသဖြင့်ဝန်ထမ်းတွေကိုချင်းချောက်ထားတယ်ဆိုတာအန်ဒီတို့ကြားရတယ်အဲ့ဒါတော့ပြီးတော့လက်မှတ်ထိုးတဲ့ဝန်ထမ်းတွေဆိုရင်ဘယ်လိုဖြစ်မယ်ဘယ်လိုဖြစ်မယ်ပေါ့နော်အေးအေးယူခံရမယ်စသဖြင့်အဲ့လိုဟာတွေရှိတဲ့အထက်ကဒီလောက်အထိ အန်ဒီရောရနိုင်နေဆိုတာဟာဒီပြည်သူလူထုဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့စိတ်ဝင်စားအောင်လို့အန်ဒီရောလုပ်တဲ့နေရာမှာဟိုတော်တော်အောင်မြင်မှုရတယ်လို့ပဲဒီလိုပဲပြောရမှာပဲအကြခင်တုန်းကဆိုလို့ရှိရင်အဲတယောက်ကတချို့တွေကအခုတယောက်ရလို့မဟုတ်ပါဘူးအခုတချို့ကပြောချင်နေပေါ့နော်ပြည်သူလူထုကဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်မဝင်စားဘူးစားဝတ်နေရေးနေပဲလုံးပါနေရလို့ဒါစားဝတ်နေရေးနေပဲလုံးပါနေရတယ်ဆိုတာဒါလက်ခံတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုစိတ်မဝင်စားဘူးဆိုတာလေဘာဖြစ်လို့စိတ်မဝင်စားလဲလို့မေးရမယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သူတော်တော်များများအစဉ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသူကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးဖတ်လည်းမဖတ်ဘူး။အဲ့တော့ဟုတ်တယ်အဲ့ဒါတွေကြောင့်စိတ်မဝင်စားဘူးဆိုရင်အန်တီကတော့ရိုးရိုးပဲပြန်မေးမယ်။အဲ့ဒါလို့ဆိုလို့ရှိရင်ဟဲ့လား2008တုန်းက62ရာခိုင်နှုန်းကျော်တော့မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့လူတွေကဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံနေဆိုတဲ့ကိစ္စကိုဘယ်လိုအန်တီတို့စဉ်းစားရမလဲ။ ပြည်သူလူထုဟာစိတ်လည်းမဝင်စားဘူးအဲဒီစာဝင်နေရင်းနဲ့ပဲလုံးပနေတယ်ဆိုရင်ဘယ်တင်ဘယ်62ရာခိုင်နှုန်းကျော်တောင်ရတယ်လေလို့အန်ဒီရိုဒါမေခွန်းထုတ်နိုင်တယ်ဒါပေမဲ့အန်ဒီရိုရဲ့လက်တွေ့ကြကြအတွေ့အကြုံရတော့သူကွင်းဆင်းပြီးတော့436နဲ့ပတ်သက်လို့အန်ဒီရိုဆေးရုံတဲ့အခါမှာပြည်သူလူထုတွေကိုဟောပြောပွဲလုပ်တဲ့အခါမှာဟိုအဲဒီတော့မေးလိမေးထားရှိတယ်မိကုန်တစ်ခုရှိတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဘယ်နဲ့ဖောက်ဖူးလဲဆိုတော့မရှိသေးအောင်လို့ပဲတခါတည်းလူတွေတောင်းနေကြော်တယ်လက်လက်ကလေးထောင်တာတစ်ချောင်းသုံးချောင်းပဲရှိတယ် အဲ့တော့ဘယ်လိုဘယ်လို1800တုန်းကတော့ဖြစ်သွားလဲတော့မသိဘူးအဲ့တော့အညီတို့ကတော့ရှင်းရှင်းလင်းလင်းပဲဟိုအများနာလေအောင်လို့ရှင်းပြတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတော့ဘာလို့အရေးကြီးလဲအဲ့တော့အညီတို့တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့ပြောရမယ်ဆိုရင်တရားဥပဒေစိုးမိုးရေးအတွက်အရေးကြီးဆုံးဆိုတာနိုင်ငံရဲ့အဆင့်အမြင့်ဆုံးအဓိကကြဆုံးသူကအမြင့်ဆုံးလည်းဖြစ်တယ် အခြေခံအကြဆုံးနဲ့ဖြစ်တဲ့ဥပဒေကဘာလဲဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ဘာကြောင့်လဲအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာနိုင်ငံသူနိုင်ငံသားတွေနဲ့နိုင်ငံတော်အကြားဆက်ဆံရေးကိုဆုံးဖြတ်ပြီးတော့ကန့်တတ်တဲ့ဥပဒေခွင့်ပြုတဲ့ဥပဒေအဲ့ဒါကြောင့်မလို့အဲ့တော့အညီတို့ရှင်းရှင်းလင်းလင်းရှင်းပြရင်ပြည်သူတို့ကအယံနာလဲမြန်တာပဲအဲ့ဒါကတော့အညီတို့နိုင်ငံအတွက်အတက်ဆရာပဲဟို နားမလည်အောင်ရှင်းပြတဲ့ပုံစံနည်းလည်းရှိတာပေါ့နော်။ဒါတဲ့အနည်းတော့ရှင်းပြရဲဆိုတာနားလည်စီခြင်းလို့ပြည်သူပါဝင်စီခြင်းလို့အဲ့တော့အဲ့ဒါတော့အများကြီးအားရပါတယ်။ဒါမှမဟုတ်လုတ်ဆရာတွေအများကြီးရှိသေးတယ်။